တွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပောက်ကူတော်မှစူးစီးတင်ဆက်ထားတာပါသတင်းလေးကတော့ဘိုးဘရကောကကုတလောဟောင်စီရဲ့စကလုံးကိုတွန်းလိုက်မယ်ကောင်းကြလေးရဲ့လားပေါ့နော်ဟောင်စီကပြောတယ်ပောက်ကူတော်ကပြန်ပြောလိုက်မယ်ကောင်းပါတယ်ဗျာပေါ့နော်ကြားလို့မှကောင်းတယ်ပေါ့နဝင်းချိုးတယ်ကုတလောသတင်းနဲ့ကြားနေရတာတွေကနော်ညာအားလုံးတကယ်နဝင်းချိုးတဲ့သတင်းနဲ့ကြိုင်မယ် တဝင်းချိုးတဲ့တရင်နေရာဘာလဲဆိုရင်ဒါငင်းချိုင်းရေးကိုဥတည်နေတာပဲလူငယ်လူတိုင်းမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံလူပြည်သူများအားလုံးလည်းအေးစစ်ဖြစ်ချင်ကြတယ်ငြိမ်းရရင်ကြတယ်အေးချမ်းရင်ကြတယ်မငြိမ်းချမ်းခြင်းမှုမအေးချမ်းခြင်းမှုဆိုရလူတဦးမှမရှိဘူးမငြိမ်းချမ်းခြင်းမှုမအေးချမ်းခြင်းမှုစူပူမှုလို့ကြမ်းဖက်မှုလို့လာတယ်ဆိုလို့ကတော့ ဲ့ဒီအကြမ်းဖက်အုပ်စုတွေခွက်ခေါက်တွေပဲရှိတာပဲဗျ။ဘာလို့လဲတို့ကဒီလိုစူပူမှုတွေအကြမ်းဖက်မှုမငြိမ်းချမ်းမှာတို့တွေကအဆင်ပြေမှာလေဗျ။အဆင်ပြေမှာနော်။ဒါမင်းရဲ့မြင်းကြိုင်ရဲ့အကြောင်းလေးလည်းဥစဉ်ပြောခဲ့တယ်ဗျ။မြင်းကြိုင်မှာဆိုရင်လဲဟောလာထင်ရခဲတဲ့မိုက်မိုက်ခဲရောကြံစုံမဲ့သိုးအောင်ရောကြက်ပြောက်ငှက်ပြောက်ပြောက်နေကြတယ်။နော်။မြင်းကြိုင်ကလက်ညီတက်ညီတဲ့ ရွှေဘတွေရယ်နော်ရွှေဘတွေရယ်ကိုလာရွှေတို့ရယ်မယူမလို့ဖိုက်တာတွေအုပ်စုရယ်မြင်းရံနထိုးကြီးလက်ညီလက်ညီနဲ့ဟုတ်လားဖိုက်နေကြတာမျိုးတွေအားလုံးလဲကြားရမယ်ထင်ပါတယ်ဗျာနော်ကြားရမယ်ထင်ပါတယ်ဒီလိုတဲ့င်းတွေမှာကြားလို့မကောင်းတို့တော့ဘယ်ဟာကိုကြားလို့ကောင်းအောင်မှာလဲ တရားကိုကြားလို့ကောင်းအောင်ပါလေကြားလို့ကောင်းတာပေါ့ကြားလို့ကောင်းတာပေါ့နော်လူကြီးတွေဟုတ်လားရေကောက်ပွဲကြီးကလည်းဟိုနီးလာပြီ26ဆိုရင်တော့လည်းတစ်ခုနဲ့တစ်ခုတပါတီနဲ့တပါတီကြီးလူတွေကိုမဲစီအောင်ရတော့မယ်ဟုတ်လားလက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ပါတီတွေအားလည်းစီယုံမယ်လက်တွေ့အကောင့်ဖော်ဆောင်ပေါ်နေပြည်သူတွေကိုမဲလုံးပေးပြီးမဲတွေတောင်းကြမယ်ယူကြမယ် ယူရီအနေနဲ့ကလည်းဘယ်ဟာလက်တွေ့လဲဘယ်ဟာလက်တွေ့ဘယ်ဟာသမိုင်းကောင်းတယ်လဲဘယ်ဟာသမိုင်းလှခဲ့တယ်လဲဒါတော့တခြားသိဖို့လိုတယ်ဗျနော်ကိုရွေးချယ်မဲ့အမတ်တွေကိုရွေးချယ်မဲ့ပါတီတွေကိုဒါတော့ရွေးချယ်ဖို့လိုတယ်နော်ရွေးချယ်ဖို့တော့လိုတယ်အခုတော့တွေ့ရတယ်တော့ဖက်ဖက်ကပြည်သူကာကွယ်ရေးတဲ့เนาะပြည်သူကာကွယ်ရေးကတော့ပြည်သူ ကာကွယ်လားမကာကွယ်လားတော့ခင်ဗျားတို့မတည်ဘူးဗျအားလုံးကတော့ဘီဒူလေးအတော်လန်းနေရတော့တွေ့နေကြတယ်ဖြစ်ဖြစ်နေနော်ဘီဒူတွေလည်းအကြီးကျယ်နောင်လိုက်ရတယ်ဘီဒူပါဆိုလားဗျနော်အဲ့မဲ့နေပြီးတော့ဗနေရားတယ်ဆိုလားဝင်းပြိုင်ပါတွေးလိုက်ပါလေရေထဲမိုးထဲပါခင်ဗျားတို့ဖြစ်ချင်တာကိုပြောကျွန်တော်မလုံနိုင်တဲ့အထက်ကိုတင်ပြမယ်ဘာညာဆိုရင်မအောင်မဲ့စကလုံးလာလာနေတဲ့တော်ကီတွေနဲ့ဗျလောက်ပါလိုက်တာအောင်မဲ့ဘီဒူတွေအောင်မဲ့တွေးလိုက်ပြတယ်ဗောအញ្ញာဘယ်ပြောင်းနေမှမတည်ဘူးနော်ဘယ်ပြောင်းနေရလို့မတည် နိုင်ငံရေးမှာဆိုအားရပဲဗျเนาะနိုင်ငံရေးမှာဆိုအားရပဲအဲဘာတို့ရောရေကောက်ပွဲတော့နေလာရေရေကောက်ပွဲနေလာအော်ဒီအောင်ပွဲလီလီယာလဲเนาะဟုတ်ဆိုလဲဒီဘောလာရက်တို့အတွင်းမှာပဲနောင်ချိုနောင်ချိုပြီးတော့ကြောင်မဲ့ကြောင်မဲ့ပြီးတော့ဒီမောဒီမောပွင့်တော့နမ်မဆန်တို့ဟုတ်လား နမတူတို့နခန့်တို့ပလောင်လို့နေရာတွေအဘာပြောပြောနမတူတို့နခန့်တို့ပဲလဲပလောင်ကိုပိုင်အုတ်ချုပ်ခွဲဆိုတာမရှိစေရဆိုတဲ့အတိုင်းပဲပြောရလို့ရှိရင်ဗျာပလောင်ကဘယ်နေရာနဲ့ထိုက်တာဆိုသူတို့အကုန်းပေါ်မှာလက်ဖက်ခုစားတယ်ပဲထိုက်တယ်လေပလောင်ကအကုန်းပေါ်မှာလက်ဖက်ခုနေရာပဲကောင်းတယ်နိုင်ရင်သားတွေထဲမှာပလောင်နဲ့ရခိုင်ကညာတဲ့ညာတင်းတဲ့ထဲမှာမပါဘူးဗျနော်ခင်ဗျားတို့အဲ့တာဘုံကျော်ဆိုလို့ရှိရင် မန္တလေးသူမန္တလေးသားတွေကတာဘုံကျော်ရဲ့လယ်မြို့နေ့ခြေောက်နဲ့နင်းလိုက်လို့ရှိရင်မန္တလေးသူမန္တလေးမန္တလေးသားတွေခုံကြီးကျောင်းကဟင်းမောင်းနေတာဘုံကျော်ပါဇက်ထဲကနေအတုံးလိုက်အတစ်လိုက်ခုတိထွက်သေးတယ်ထုံလုံးမဆိုရင်တာဘုံကျော်ကမန္တလေးခုံကြီးကျောင်းမှာနေပြီးမှတက်ကလို့တက်ပွဲကြီးတွေ့ရတူတယောက်နော်အဲမန္တလေးသူမန္တလေးသားတွေရဲ့ကျေးဇူးတရားနဲ့မကင်းဘူးတာဘုံကျော်ဆိုတူပါ တန်တာဘုန်းကျော်ဆိုတဲ့လူကကျေးဇူးတရားနားလဲတဲ့သူမဟုတ်ကျေးဇူးတရားနားလဲတဲ့သူမဟုတ်နော်တန်ဘုန်းကျော်ဆိုတဲ့လူညတာစရာလဲလို့ငိမ့်ကြဲရေးလဲကန်းကန်းလန်းစရာအကြောင်းရှိတဲ့တရမှာတန်ဘုန်းကျော်လို့မပါဘူးအေးထွေးမြင့်နိုင်ဆိုရလဲထိုနေတူစွာပဲနော်အဲ့တော့ရခိုင်နိုင်ရင်သားတရားခိုင်လုံးမှာ ဲ့90ရာခိုင်တော့ထိုနီးတူသွားပဲထိုနီးတူသွားပဲတိုင်းနာစီလုံးညဉ့်မှုဖြိုခွဲအောင်ပောက်ကိုတော့ပြောနေအောင်တိုင်းနာဒေါ်စောမြတ်ရာသာလာမှာသူတို့တွေဥစဉ်တော့တဘောကြတယ်ဒေါက်တာအေးမောင်တို့ဥစဉ်တော့တဘောကြတယ်စီလုံးမှုညဉ့်မှုတိုင်းနာစီလုံးညဉ့်မှုသူတို့တက်မှုဥဆောင်တယ်เนาะသူတို့တွေတဘောကြတယ်လေးလေးလေးစားပါเนาะလေးစားပါ အဲ့တော့ညာနေတော့ကိုလူတွေပဲခံနေရပါပဲအော်ညာတဲ့နိုင်လည်းညာခဲ့လို့အကုန်လုံးပေးခဲ့ရည်နော်ညာတဲ့နာခံခဲ့ရခံခဲ့ရချက်လည်းတော့လူလည်းလည်းခံခဲ့ရည်အဲရှေ့လျှောက်လည်းညာစရာအကြောင်းမရှိဘူးလို့ပဲဦးသိန်းတို့ကတော့နှက်ချင်ပါတယ်အဲ့လိုပဲခုတီဘောကိုဆွတ်ခွာတီဘောယူယူမိရှုပါတယ်တကယ်ထင်ကြရနေရည်တကယ်ဌာနဆိုင်ရနေရည်တကယ်ချိုးနေရည်ပြည်သူပိုင်နေရည်ပြည်သူပိုင်စိတ်မိရှုပါတယ်ဇာဘုံယူပလောင်ဖွဲ့လीပေါ့ နော်ဘလောင်နဲ့ဒီနေ့ပူပေါင်းဖွဲ့ PDF တွေလည်းပါရပါမှာပေါ့နော် PDF ဆိုတော့မကြတော့ပါဘူးအဲ့တော့နမ်မတူတို့နန်းခါတို့နမ်မဆန်တို့ဟုတ်လားနန်းခါပေါ့အကုန်ဟိုဘက်တွေပေါ့ဘယ်စီပြေးနိုင်မှလဲပြေးသားกว่าဆိုတော့ပြေးခိုင်းရှင်းဆရာကြီးကတော့ကိုယ့်ဘက်တည်းကတတ်မတော်ပါတော့မိလူတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေနော်ငြိမ်းချမ်းရေးကိုလိုလားတဲ့ ငြိမ်းချမ်းမှုကိုလိုလားတဲ့တိုင်းပြည်ရဲ့တိုးတက်မှုကိုလိုတိုင်းရင်းသားစည်းလုံးညီမှုကိုလိုလားတဲ့တိုင်းရင်းသားတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့မြမတပ်မတော်အနေနဲ့လုံးစရာကြီးကတော့ဆက်လုံမယ်လို့ဦးစင်းတော်ကတော့တရားခိုင်တော့ယုံကြည်ပြီးသားပါဗျာနော်တရားခိုင်လုံးယုံကြည်ပြီးသားပါဒီလိုလူလူရဲ့အား ပြည်သူလူထုရဲ့ခွင့်အားတွေကလည်းအလုံးမြင်တဲ့အတိုင်းပါပဲဗျာနော်မြင်တဲ့အတိုင်းပါပဲဒါချင်းချင်းနေဒါ PDF တွေထောက်ဖို့တွေဆိုရင်လဲသူတို့ order all နေရာပါတဖြည်းဖြည်းနဲ့သူတို့တွေအားတွေကအရင်နဲ့မတူတော့ပါဘူးနော်အာဘော်အရမ်းနေတာသူတို့တွေပြောပြောနေကြတာပါဒါပဲလေသူတို့တွေကယင်နေရလို့ယင်နေနှလုံးသားထဲရလို့လှိုက်လိုက်လဲလဲနဲ့သူတို့တွေယင်နေနှလုံးသားထဲကမပါတော့ဘူးဗျာနော်နည်းနည်းလေးပဲခောက်လို့ပဲရရနည်းနည်းလေးပဲခောက်ခောက်လို့ပဲအဆင်ပြေပြေဆိုတော့အနေထားတစ်ခုနဲ့ပဲ ခောက်နေရတော့တာဆိုတော့လေဒီလူများအားလုံးဒါအတိဆုံးပါဗျအတန်လေးနားထောင်ကြည့်ပါဗျငဘဝလူပြောတာတွေကအသက်မပါတော့ဘူးပေါ့နော်အသက်မပါတော့ဘူးနော်တို့တွေနော်မကွေးတိုင်းမှာဆိုလေဒိုနီတူသွားပဲမကွေးတိုင်းမကွေးတိုင်းမှာဆိုလေဒါ PDF တရားဒါကြီးကြီးဆိုရင်တော့တော်တော်ကြီးကုန်ခန်းတဲ့လောက်ဖြစ်သွားပြီရင်းကြမှာဆိုလေဒိုနီတူသွားပဲအညာဒေတာတွေမှာတော့ဟုတ်လားနောင်တရရရနောင်တမရရနဲ့ရှစ်ဆက်ပြီးမှဆက်မိုက်နေမယ်ဆိုရင်တော့ အညာအတွက်မျောစာလိုပဲဥစဉ်တော့တုံးတက်ခြင်းပါလေဗျ။နော်ဒါလည်းတုံးတက်ခြင်းပါလေ။ဒါပုံမလေးလေးပြောရလို့ရှိရင်ဒါဗမော်တို့ကချင်းပြည်နယ်ဆိုမြမထိုးစစ်နော်မြမတက်မတော်ကြီးဟာဒိုင်းနာမြောက်သားစာနဲ့ဖွဲ့စည်းထားတဲ့မြမတက်မတော်ကြီးဟာဒါတိုင်းပြည်ဒီငြိမ်းချမ်းမှုအတွက်ရွေးကောက်ပွဲကြီးအောင်မြင်မြင်နဲ့ငြိမ်းချမ်းမှုနဲ့ပြည်စည်းတော်အတွက်ကိုသူတို့လှုပ်ရှားရှိရတယ်ကိုလည်း ဆက်လုံနေရဆိုတော့လည်းပြည်သူများအားလုံးသိစေချင်ပါတယ်ဗျာ။ဒါကြောင့်ပြည်သူများအားလုံးနေနဲ့တကယ်ငြိမ်းချမ်းမှုကိုလိုလားတဲ့အကျမ်းမှုကိုလိုလားတဲ့အတိုင်းပြည်ရဲ့တိုးတက်မှုကိုလိုလားတဲ့ဆိုရင်တော့ညီမတပ်မတော်ကြီးနဲ့အတူဆက်ရှိနေဖို့လိုအပ်ပါတယ်ဗျာ။နော်။အဲ့တော့ငြိမ်းချမ်းမှုကိုငြိမ်းချမ်းမှုရဲ့အရာတာကိုသိကျင်နေဆိုရင်တော့အကျမ်းဖက်တွေနဲ့အတူနေခဲ့ပြီးမှအကျမ်းဖက်တွေရဲ့ဓာန်အလူလဲခံနေရတဲ့ ြူတွေဟိုဒါမေ့ကြည့်ပါလို့ပေါ့ကိုတော့ပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ